ပေါ်လံမျိုးတွေအားလုံးပဲငလင်ဘေးနာမှာအများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျက် Revolution Channel လေးရပြန်လဲကြိုဆိုလိုက်ပါတယ်။ကိုဂျက် Revolution Channel လေးမှာတော့မနက်ပိုင်းတစ်ချိန်နဲ့ညပိုင်းတစ်ချိန်ကိုပြင်ပြပေးတော့ဖြစ်တဲ့အတွက်ပြည့်စုံမှုရှိဘူးဆိုပါကကျွန်တော်ရဲ့ Channel နှစ်မှာပဲတော့ရောက်အပ်ပေးလို့ရတယ်ဆိုတော့ဒီနေရာအထက်မှန်ဒီပေးနေတဲ့ Channel နှစ်ကိုလည်း အောက်ရောက်ပြီးတော့ line and subscribe လုပ်ထားပြီးပြလဲတောင်းဆိုလိုက်ပါရစေ။ဒီနေ့ April 20ရက်နေ့တနင်္ဂနွေနေ့ရမနက်ပိုင်းထိနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအချင်းချို့ဖော်ပြပေးမှာဖြစ်တဲ့အတွက်မျိုးတွေအားလုံးပဲအဆုံးထိကြည့်ရှုပေးဖို့ဒီနေရာကနေပြီးတော့ချက်မှန်တောင်းဆိုလိုက်ပါရစေ။၎င်းတော်များကတော့၎င်းတို့ရဲ့ပိုကျိုးစည်းဝါးအတွက်နိုင်ငံတော်အာဏာကိုမတရားသဖြင့်အတင်းအကျပ်တိမ်ယူထားဒီမှာဒီနေ့မှဆိုရင်တော့1540ရက်ရှိပြီဖြစ်ပါရစေ။မြန်မာနိုင်ငံတော်ဝန်စစ်ကောင်စီကတရက်တာတွင်ဒီဆုံးမှုစီးရင်မှာတော့အေယာဝတီတိုင်းလေးမြန်နာမြို့နယ်ပန်ဒိုဂျီစကန်မှာတော့အောင်30 KNB ဖေခုံမြို့နယ်မှာ15កောင်တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မှာ2កောင် အကွေးတိုင်းစလင်းမြို့နယ်မှာတကောင်းဒကိုင်းတိုင်းစကိုင်းမြို့နယ်မှာနှစ်ဦးလင်းဝင်ရောက်ပြီးနေသာရီတိုင်းပေါ်တောင်းမြို့မှာတဦးလင်းဝင်ရောက်ကအနေသာရီတိုင်းဟုတ်ပြင်းမြို့နယ်မှာလည်းတဦးလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။ကုညီတာလို့တစ်ဖက်ကပြောရင်ရတာပေါ့။အာတေးဝက်ကုညီတာပဲကျေးဇူးတင်ရမှာပေါ့လို့ဟိုကြောက်ကျင့်ဆိုတဲ့မျိုးသမီးဒေါ်စောကြည်ပြောသလိုမျိုးကျွန်တော်တို့ကကျေးဇူးတင်ပြီးလက်အုပ်ချီပြီးတော့ကျေးဦးတင်ကျေးဇူးတင်ပါတယ်ဥတော်ခိုင်ရမှာလား။အဲ့လိုကြတော့လေခင်ဗျားစဉ်းစားကြည့်ဗျာ။ကုညီတာနဲ့မတူပါဘူး။ကူညီတာနဲ့ကူညီတာလို့ကျွန်တော်တို့ကျွန်တော်တို့မခံစားမိဘူး။ဒါကူညီတာလို့မခံစားမိဘူး။ဒါက ဘိုက်ရိုက်ကြီးကိုပေါ်တင်းကိုကျွန်တော်တို့နိုင်ငံရဲ့အုပ်ချုပ်ရေးရန်တရားကိုလာပြီးတော့နေရာချနေတာမင်းကပမာနေအကြီးအောင်ပမာနေအငယ်အောင်ပမာနေအလက်ကောင်ပမာပါလို့စသဖြင့်နေရာချနေရဆိုတာကနည်းနည်းတော့လွဲနေတယ်เนาะအဲ့တစ်ချက်အဲ့တစ်ချက်နံပါတ်1ချက်နည်းနည်းလွဲနေတယ် ောက်ထပ်သတင်းတွေမှာတော့တနင်္သာရီတိုင်းဒဝဲခိုင်တိုင်းမြန်မာနယ်စပ်မှာရှိတဲ့ချမ်ပတ်စစ်ကောင်စီရဲ့ကြီးထ viewer scan ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့မှာတော့ viewer မှုပေါဝင်စစ်သားများများသေဆုံးပြီးလက်နက်ခဲယမ်းများကိုလည်းများပြားသိမ်းဆည်းခဲ့ကြောင်း FFD ကဖွဲ့ကနေဒုတော်ဝန်ခံကိုအောင်ကပြောထားပါတယ်။ဒါဟာ April 19ရက်နေ့ညနေ9:00နာရီခွဲကမှာဒဝဲခိုင်တိုင်းမြန်မာနယ်စပ်မှာရှိတဲ့ကြီးထ viewer scan ကို KNU KNL တက်မဟာ၄ဦးဆောင်ပြီးတော့ FFD အဖွဲ့ PDF ရဲဘော်များနဲ့အတူတက်မဟာဒရုန်းသင်တန်းသားများပူးပေါင်းပြီးတိုက်ခိုက်သိမ်းပိုက်ခဲ့မှာတော့ ်တမ်ဘတ်စစ်ကောင်စီတက်ပြူအောင်မှုနဲ့တူအများအပြားကြားခဲ့ပြီးတော့လက်နက်ခဲယံတွေရရှိခဲ့တာဖြစ်ပါတယ်။လူအောင်မှုတော်သေးဖမ်းမိပါတယ်။ရန်သူဘက်ကအကြာဆုံးစုပေါင်းအင်အားနဲ့လက်နက်သိမ်းစီရရှိမှုကတော့စီစီနေစေဖြစ်တဲ့အတွက်ရင်းထုတ်ပြန်ချက်မရသေးပါဘူး။ဤထပြူအောင်ကို KNDKN လေးတက်မဟာ၄ရဲ့စီရေးဦးဆောင်မှုနဲ့အတူကျွန်တော်တို့ FFD တက်ဖွဲ့နောက်ပြီးတော့ PDF ကျွန်တော်တို့ FFD ဖွဲ့ကနေဦးဆောင်ပြီးတော့တင်ကြားပေးနေတဲ့ဒုံးတင်နန်းသားတွေစုပေါင်းပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ကောင်စီကလည်းလက်နက်ခဲယံတွေများစွာရရှိထားပေမဲ့ကျွန်တော်တို့သတင်းထုတ်ပြန်လို့မရသေးပါဘူး။ ်လူဟာစကန်ဖြစ်တဲ့အတွက်အင်အားသိနေရှိပါတယ်ဒီနေ့မှတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ဖြစ်တယ်လို့လည်းအခုတောင်ဝင်ကပူအောင်ကပြောထားခဲ့တာဖြစ်ပါတယ်နောက်ထပ်သတင်းတွေမှာတော့မလေးရှားကိုခေါ်ပြီးရောလဲရှက်ခွဲခံရသလိုမြန်မာနိုင်ငံမှာလည်းတုံးနေတဲ့ရင်ဆိုင်နေရတဲ့စစ်ရှုံးမင်းအောင်နိုင်တကောင်ကတော့ပိုပိုဆိုးရွားတဲ့အနေအထားတွေကိုပြုလုပ်လာတော့တွေ့ရပါတယ်တမတ်စစ်ကောင်စီဟာနိုင်ငံတော်မှာလေကြောင်းတိုက်ခတ်မှုများထပ်မံအရှိန်မြင့်တင်ညွှန်ကြားထားပြီးအခုလာမဲ့မိုးရင်းကာလမတိုင်မီလေကြောင်းတိုက်ခတ်မှုများပုံပုံမြတ်ပြလာမည်ဖြစ်ကြောင်းဒီပြီးတော့စစ်ပတ်သတင်းမိကသိရှိရပါဗျာ ဒီကောင်းသောမင်းအောင်လိုင်းဟာ holding ကာလမတိုင်မီမှာရနိုင်သမျှနေမည်များနေမြို့နေများကိုပြန်လည်သိမ့်ပိုင်ရန်ညွှန်ကြားထားကြောင်းရင်းသူသိမ့်ပိုင်ရန်ကြိုးစားရခြင်းနဲ့ဖြစ်နိုင်သမျှနီလန်ပေါင်းစုကိုတုံးပြွေညွှန်ကြားကြောင်းသိရပါတယ်။အခုချိန်မှာတော့မင်းအောင်လိုင်းဟာရန်နိုင်မင်းစစ်စင်ရေးဖြင့်လေကြောင်းတက်ခတ်မှုများကိုတက်မှန်အချိန်လေးစားမြင့်ပြီးပြုလုပ်ရန်ညွှန်ကြားထားပြီးနေ့ရက်တွင်မှာလည်းပြည်သူ55ဦးကိုလေကြောင်းတက်ခတ်မှုကြောင့်အဆုံးခဲ့ရပါတယ်။ရှုံးမင်းအောင်လိုင်းဟာ2024ခုနှစ်စက်တင်ဘာလတရမှာစတင်၍ရန်နိုင်မင်းစစ်စင်ရေးကိုကောင်းထည့်ပေါ်ခဲ့ပြီးရင်းစစ်စင်ရေးမှာဆုံးရှုံးနေမိမျိုးကိုအဓိကပြန်လည်တိုက်ခိုက်သိမ်းပိုက်ပြီး 江北片区是江西的经济大道，人流量排名也高，也比木马标高多天池，且木林林也未拍照。苏巴四十二名下，被告赔偿皮烂病人员医疗费十三万元后背，实际有五点九的四十二名批阅，同少年名下病人第八也是马兰的四十二奥米米拍照嘞。 သူ့ရဲ့စစ်ပွေးတွေကိုညွန်ကြားထားတာကိုတွေ့ရပါတယ်။ဘယ်လ၁၈ရက်မှာတော့မန္တလေးတိုင်းသပိတ်ချင်းမြို့နယ်လေးကြရွာမှာရေထွက်ကြေးရွာကိုစစ်တပ်ကလေးနဲ့ဘုံကျဲတဲ့ခက်တဲ့ဖြင့်ပြည်သူ၁၃ဦးကြာဆုံးက၃ဦးထိခဲ့တဲ့ဟန်ရရှိခဲ့ပါတယ်။ဘယ်လ၁၉ရက်နေ့မှာလဲမန္တလေးတိုင်းသပိတ်ချင်းမြို့နယ်ရေထွက်ရွာကိုအကြမ်းဖက်စစ်တပ်ကနောက်တစ်ကြိမ်၄ကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရမှာလဲ၂၄ဦးကြာဆုံးခဲ့ရပါတယ်။ ဧပြီလ19ရက်နေ့မှာလဲစကိုင်းတိုင်းမြင်းမှုမြို့နယ်ကံတော်ရွာကိုဂျက်မတ်စစ်တရာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဒေရင်ပြင်ဘုံကျဲတိုက်ခတ်ခြင်းကြောင့်ကလေးငယ်များပါဝင်ဤသူ9ဦးကြာဆုံးခဲ့ရကြောင်းသိရှိရပါတယ်။ဧပြီလ19ရက်နေ့နနက်7:00နာရီကျော်အချိန်မှာလဲ KNU တက်မဟာတင့်နေမြေမွန်ပြည်နယ်ဘီးလင်းမြို့နယ်မင်းစော့ရပုံကြီးချောင်းကိုဒေရင်ပြင်ဘုံကျဲတိုက်ခတ်ခဲ့ရမှာတော့ဤသူ9ဦးကြာဆုံးပြီးကိုရင်လေး2ဦးလဲအံရရရှိကြောင်းသိရှိရပါတယ်။နောက်ထပ်မှာတော့ဧပြီလ19ရက်နေ့ရခိုင်ပြည်ကြောက်တော်မြို့တဲ့နေရာအနှံ့ကိုလေရင်ပြင်ဘုံကျဲတိုက်ခတ်ခဲ့ရမှာတော့ဤသူများထွက်ပြေးခြင်းမရလိုက်ပဲရဲသားတအုပ်ကြာဆုံးပြီး ်20ကျော်တန်းရရှိခဲ့ကြောင်းသိရှိရပါတယ်။ဒါတွေကိုကြည်ချင်းအပြင်ဒိန်နဲ့ဘုံကျက်မှုတွေဟာအိမ်ဘလောက်မြင့်ထားလဲဆိုတာကတော့လက်တွေ့မြင်နေရမယ့်အနေအထားတစ်ခုဖြစ်ပါတယ်။အဲကြောင့်ဒီလိုမျိုးစစ်ကောင်စီကိုငုံလန်နိုင်မဲနဲ့ငြိမ်းနေမဲ့ဆိုရင်တော့နေ့စဉ်နဲ့အမျှပြည်သူတွေဟာမျက်ရည်နယ်ပဲခီးဆက်နေမှာဖြစ်တဲ့အတွက်မိမိတို့ကြာရနေရကနေပြီးတော့တော်လန်ပြည်သူများ ပိုင်းဝင်ပြီးတော့ကုနီအောက်ဖို့ပြေးကြဖို့လိုအကြောင်းဒီနေရာကနေပြီးတော့ချက်မှန်အတိပြေးနှုတ်ကြလိုက်ပါလေနောက်ထပ်သတင်းတွေမှာတော့အေယဝတီတိုင်းမြို့မှာဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေရာယခုအချိန်မှာဆိုတော့ဟင်းဒရာခရိုင်မြို့ရောက်ရှိနေပြီလို့ပြည်သူများအတိရှိဖို့အနေထိုင်ကြဖို့ဟင်းဒရာမြို့နယ်ပြည်သူ့အချို့ယူဖွဲ့ကထုတ်ပြန်ထားတော့ပြည်ရှိရအတွက်ဟင်းဒရာမြို့နယ်မှာရှိတဲ့တော်လန်ပြည်သူတွေအားလုံးနဲ့ယူဆိုင်နေကြဖို့ဒီနေရာကနေပြီးထပ်မံပြီးပြေးလိုက်ပါတယ် ။အပွဲဖြစ်ပွားရာဒေသများမှပြည်သူတွေကဤစရာမျိုးနဲ့ကြေးရွာများကိုစစ်ပေးရှောင်နေကြရပြီးအပွဲအေရီးယားပုံမျိုးကျေပြန့်လာတော့ကြောင့်အင်းသရိုင်းမျိုးနဲ့တွင်ရှိပြည်သူများနေပြင်လဲအဆအဆအရာရာသတိထားနေကြဖို့တိုက်တွန်းပြောဆိုခဲ့တာဖြစ်ပါတယ်။စရက်မှာပဲမိနစ်တပါးတည်းယူဆောင်ဖို့လိုအပ်တဲ့အရေးကြီးစာရစာတမ်းတွေပစ္စည်းတွေစေဝါရိက္ခတွေကိုအစင်းသိမ်းထုတ်ဖို့ပြင်ဆင်ထားကြဖို့နဲ့ဒီပြည်သတင်းများမပြတ်နားဆင်ပြီးတွားလာတည်ထားဖို့စစ်ကောင်စီတောက်တိုင်းဖွဲ့စည်းများဒင်းပေးများနဲ့နီးကပ်ရမတွားရောက်ဖို့နဲ့စစ်ပေးဆောင်ပြည်သူတွေကိုအိမ်ငှားကတုံးမြင့်ကောက်ခံခြင်းမပြုလို့ကြရံပဲဘိုင်းဝင်ကူညီ ပြေးမှပြေးကြဖို့လှုံ့ဆော်ကြဖို့လဲတိုက်တွန်းနှိုးဆော်ထားတာကိုတွေ့ရှိရပါတယ်အခုဒီပြင်တော့တိုက်ခန်းဒီ900မှာအသမကန်ငားကြဖို့ကိုတော့ဒီနေရာကနေပြီးတော့တမန်မိတာရက်ခံလိုက်ပါတယ်လာရှိုးကိစ္စလည်းဒီလိုပါပဲတိတ်ရှိကျွမ်းက18ရက်နေ့ကလာရှိုးတိတ်ရှိကျွမ်းက18ရက်နေ့ကဧပြီ18ရက်နေ့တိတ်ရှိကျွမ်းကဒီမူဆယ်နေဆက်ဘက်ကနေပြီးတော့ရဟရင်နဲ့လာရှိုးကိုလာဆင်းတယ်နော်လာရှိုးတိတ်ရှိကျွမ်းဆင်းတယ်တက်ကရာရှိကိုလိုက်ပို့တယ် ဒီရဟိုင်နဲ့လာပို့တယ်အဲအကြောင်းစက်ကွန်ဆက်ရှင်မှာလာရှိုးရဲ့ကောင်းကင်ရံမှာရဟိုင်နဲ့ပြန်ဝဲနေရဆိုအလကားမဟုတ်ဘူးတင့်ရှိကျွမ်းကိုလာပို့တယ်တင့်ရှိကျွမ်းဆက်ကွန်ရဲ့နေရရောက်တယ်အဲ့မှာဘာဟိုတယ်ဆင်ဖြူတော်ဆိုလားဘာဟိုတယ်လဲကျွန်တော်ဟိုတယ်တော်မေ့တယ်ဟိုတယ်မောင်းဆိုလို့ဗျာနော်ဒါပေါ့အဲဟိုတယ်ဟိုတယ်မောင်းဆိုလို့ကျွန်တော်ဟိုတယ်ကြည့်ပေးမယ်ဒါတော့ဟိုတယ်ကထောင်းအဲ့ဒါကျွန်တော်ထောင်းအဲ့ဒီဟိုတယ်တစ်ခုမှာအကုန်လုံးစုပြီးနေတယ်နော်စုပြီးတော့ဟိုတယ်တစ်ခုမှာတင့်ရှိကျွမ်းရှိတယ်တက်ကဘုံမှုချုပ်အဆင့်ပုံကိုရှိတယ်နောက်လာဝကရှိတယ်လာဝကမရောက်သေးဘူးစားဖာရောက်ပြီးရဲရောက်ပြီး ပြည်ရေးအုပ်ချုပ်ရေးပေါ့နော်ထွေးဥကရောက်ပြီအဲ့ထွေးဥကထွေးဥရောက်ပြီပေါ့ထွေးဥရောက်ပြီအဲလောက်ကလည်းဒီနေ့ရောက်ပြီလို့သိရတယ်လောက်ကလည်းရောက်ပြီထွေးဥပထမဆုံးနေမှာတော့စာဖတ်ရဲ့တက်ရဲ့အဲရဲရဲ့နော်အဲ့သုံးဘွဲအရင်ရောက်တယ်ပြီးတော့တိရှိကျွန်းတို့တရုတ်ကိုဆိုလည်းပါတယ်အခုဒီနေ့နောက်ဆုံး16ရက်နေ့ထိမှာတော့လောက်ကလည်းရောက်ပြီရဲလည်းရောက်ပြီထွေးဥလည်းရောက်ပြီစာဖတ်လေးလည်းရောက်ပြီတက်လည်းရောက်ပြီဒီနေ့အကုန်တော်မရောက်တယ်ဒီနေ့ဒီရပိုင်းတို့မှာတောက်ချောက်ကားအစီး30ကျော်နဲ့အခုဘက်ကနေ ဖြတ်လာတယ်မူဆယ်ဘကနေကားတိုင်းဖြတ်ပြီးဝင်လာတယ်ဒီဘက်ကဝင်လာတယ်ကားစီးသုံးလို့ဆိုရင်ကားဝင်လာတယ်အဲ့ဒီထဲမှာရဲပါတယ်စားဖားတယ်ကုန်ပါလာတော့ဗျာနောက်ထပ်ပထမအုပ်စုပြီးတော့ဒုတိယအုပ်စုအဲ့လိုပေါ့အတော်လေးဆိုလဲဝင်လာတယ်လို့သိရတယ်ဒီနေ့လာရှုမှာတော်တော်များရောက်နေပြီလို့သိရတယ်တက်ခဲ့ပေါ့လေဘလုံးကြီးတက်ပေါ့လေအဲ့တော့တိတ်ရှိကျွမ်းကိုတိုင်းကဒီနေ့အထိအဲ့ဒီဟိုဟိုတယ်မှာရှိပြီးတော့ဟိုတယ်နာမည်ကျွန်တော်မပြောတော့ဘူးညာကျွန်တော်ပြန်ရှာမနေဖုန်းမှာကြည့်နေခင်ဗျားတို့ပြောကြာနေမှာဆိုလို့မိနစ်နေနော်အဲ့ဆင်ဆင်ပြူပေါ်လာပါတယ်ထားတော့ဗျာနော်အဲ့ဒီဟိုတယ်မှာသူရောက်ပြီးတော့သူကိုကကက ခေါင်းဆောင်ဘိုင်းနေနဲ့ဒီဘက်ကတက်ကခေါင်းဆောင်နေနဲ့ချင်းချင်းတွေညှိပြီးတော့ဒီကိုကက်မျိုးပြန်လဲလွှဲပြောင်းရေးလုပ်ငန်းစဉ်ကိုလုပ်နေတယ်အဲ့ဒါပြီးတော့မယ်ပြီးရင်လာရှိုးမှာတရုတ်ကောင်စစ်ဝင်ရုံထားတယ်လာရှိုးမှာတရုတ်ကောင်စစ်ဝင်ထားတယ်ထပ်ပြီးကောင်စစ်ဝင်ရုံမှာတာဝန်ထမ်းဆောင်မဲ့အဖွဲ့တွေကိုနေရာချပေးပြီးတဲ့တိတ်ရှိကျွမ်းပြန်မယ်ကျွန်တော်ဒီနေ့တိတ်ရှိကျွမ်းမနက်ဖြန်တစ်ပတ်ကတော့ပြန်မယ်ပြန်ပြီးရင်သူကသူ့တရုတ်ကိုအစီရင်ခံမယ်မြန်မာဆိုရနဲ့နောက်ပိုင်းလာတွေ့ရင်တွေ့မယ်ဒါရင်လုပ်လိမ့်မယ်အဲ့တော့လာရှိုးမှာအဲ့ဒီအဖွဲ့တွေကိုရောက်ပြီးအဲ့တော့လာရှိုးမှာရောက်တဲ့အချိန်မှာ မြို့ရဲ့အပြင်မှာတော့ကိုကံနေရှိနေတယ်မြို့ရဲ့ကိုကံနေရှိပါလို့ဆိုတော့ကိုကံနေဘာလို့ရှိရပြောလဲဆိုတော့ကိုကံမှာရှိတဲ့ဈေးဆိုင်တော်တော်များကကိုကံနေပြန်သွားပြီဆိုတော့ဈေးဆိုင်တွေကအသိတယ်အရင်သိတယ်သူကပြန်သွားပြီဒါပေမဲ့ဈေးလာလာဝင်နေသေးတယ်ဘာလို့လဲဆိုရွာရဲ့မြို့ရဲ့အပြင်ဘက်ကရွာလေးတွေလေလာလာဈေးဝယ်တဲ့အတွက်ဈေးဝယ်စကားရွာတောက်ကြည့်တဲ့အခါထွက်လာတဲ့စကားတည်းညရဆိုရင်ကိုကံနေမြို့ကြီးမှာရှိနေသေးတယ်နည်းနည်းဒါပေမဲ့တချို့တွေသိန်းတွေထိရွှေ့ပြီးသားပြီတချို့ကလောက်ကန်တွေပြန်ရွှေ့ပြီးသားပြီတချို့ကတော့ကုန်းလုံးသားတွေရွှေ့ရအဲ့တော့တက် လာရှိုးကနေပြီးတော့အကုန်တော်တော်များများဆုတ်တယ်ဒါပေမဲ့ကိုကန်နေမြို့ပြင်မှာနည်းနည်းကျန်တယ်အဲသူတို့ကလည်းနည်းနည်းစောင့်တာပေါ့နော်တဘောကပါလဲဆိုတော့တင်းရှိကျွန်းလို့နဲ့မြန်မာတပ်ကအရာရှိတွေလာဆုံတဲ့အခါမှာမလိုလားတဲ့ပြစ်ခတ်မှုတွေဖြစ်မှာဆိုလို့သူတို့စောင့်ပေးတယ်လို့ကျွန်တော်အကြံပြုသိရတယ်ဆိုတော့ဝါကလည်းအဲ့မှာသူ့မြို့အဲသူ့ဆက်ဆိုင်ရုံရှိတော့ရုံလုံချုံရင်းနဲ့ဒီတရုတ်ကိုလည်းရုံချုံလုံချုံရင်းအတွက်ဝါကလည်းလိုက်ပြီးကူညီပေးတယ်ကိုကန်ကဝါနဲ့ပေါင်းပြီးကူညီပေးတယ်ဒါပေမဲ့တချို့ကပြောတယ်တချို့ကပြောတယ်ဟိုဝါညီရန်ကတော့ ဟိုအားဝါညီရန်တော့ဗာပြောလဲဆိုတော့မိသူမိသူကိုမှသူတို့အဲ့လိုဆောက်ရှောက်ပေးခြင်းမရှိပါလို့ပြောတယ်ဒါပေမဲ့တရုတ်တင့်ချီကျွမ်းလာတာကိုဝါမဆောက်ရှောက်ဘူးဆိုရင်ဝါနေလို့ထိုင်လို့ရပါမလားကာရိုစနာကိုဒါဒါရှင်းပြောတယ်သတင်းမီဒီယာအဖြစ်တော့သူကတော့လိန်တာပေါ့ဒါပေမဲ့တင့်ချီကျွမ်းကိုယ်တိုင်တရုတ်ကြီးအဲ sorry ဒီလာရှုံးမှာရောက်နေတာကိုဝါမဆောက်ရှောက်ဘူးဆိုရင်အဲ့ဝါခင်ဗျာတရုတ်ကဝါကိုဘယ်လိုပြောဘယ်လိုတွေးမလဲအဲ့သူတို့ကသူသိပါတယ်အဲ့တော့တင့်ချီကျွမ်းမှာထိုင်နေဝါလည်းဘေးကနေရံပေးထားတယ်ကိုကန့်နေရံပေးထားတယ် အဲ့ကတက်နေတိတ်ရှိကျွမ်းအုပ်စုတရုတ်အုပ်စုတွေရောက်နေတာကိုပြောတာ PDF တွေရှိသေးတယ်။လာရှိမှာ PDF တွေကူပျောက်သွားပြီတဲ့။ပျောက်သွားပြီးတော့မြို့ပြင်ထွက်သွားပြီ။ပျောက်သွားတယ်။အဲ့ဒီလူတွေကလာပြီးချောင်းချောင်းပြက်ခတ်တာတွေလုံးမှာစိုးတဲ့ခါကျတော့ကိုကန်တက်တွေကစောင့်ပေးတယ်။ဝါတွေကလည်းနည်းနည်းပါကင်းဆောင်တာမျိုးလုပ်ပေးတယ်လို့ကြားတယ်။ဆိုတော့ PDF တွေကမြို့ကန် PDF တွေကအပြင်ရောက်သွားတယ်။ရောက်သွားပြီးမှရွာတွေထဲကိုဆင်းဝင်သွားပြီးမှသူတို့ကအရသာပုံစံယူနီဖောင်းအရသာပုံစံနဲ့နေတယ်။တက်နေတွေကိုဖွက်ထားတယ်။ဒါပေမဲ့သူတို့အနောက်ရှစ်တော့ဘာကိုကန်တွေရော ဝရီရောအေးစစ်ဖြစ်သွားရင်တရုတ်ကလည်းပြန်သွားရင်အနောက်ရှက်တွေပေးနိုင်လားဆိုအနောက်ရှက်ပေးတာလေးနေပါလုံနိုင်ချင်ရှိတယ်လို့ဒါခံမှန်းစရာရှိတယ်အဲ့တော့သို့တော့တက်ကိုတော့ပြန်ပြီးသိမ့်ပိုက်တိုင်းနဲ့ကြိုက်ခဲ့ဖို့လို့မဖြစ်နိုင်ဘူးပေါ့နော်ဆိုတော့တက်ကတော့အဲ့ဒီမှာ तू ရရှုလောက်မပြောနဲ့အဲရအကုန်လုံးသိမ့်ပိုက်ဖို့အတွက်သွားနေလမ်းကြောင်းကဘလောက်လေးများလာမလဲဆိုတာကိုမျိုးတွေ့ရလိမ့်မယ်ကျွန်တော်မျိုးမရတော့ PDF တွေနေနဲ့ကတော့မျိုးတွေကိုသိမ့်ပိုက်နိုင်မှုဖြစ်နိုင်ဘူးလို့ပြောနေတာကိုတွေ့ရပါတယ်။ဒီစကားတော့မိတိချာမထားဘူးလို့လည်းကျွန်တော်မျိုးမေး PDF တွေကူတာ PDF တွေကပေါက်ပွားလာတာ။ဒီလို MNDA တွေ PNLA တွေဆိုတာက ဒီမှာမှာရှိတဲ့ပြည်သူတွေရဲ့ထောက်ခံမှုကိုရလို့အခုလိုမျိုးအောင်မြင်ခဲ့တာဆိုတာကိုသိဖို့လိုအပ်တယ်။ဒါကြောင့်ပြည်သူထောက်ခံတဲ့ဖွဲ့စည်းရာအိမ်ကြိုင်ကြမယ်။ဒီကြတာခုကတော့အချိန်ချိန်မှာတော့အောင်မြင်မှာဒီကြပဲ။အိမ်ကြိုင်တော့မင်းတို့ခုန်ပြီးလဲမင်းတို့ဘာလဲလိုက်ရမှာဒီကြပဲ။တရုတ်ကူညီပေးလို့တရုတ်အကူညီနဲ့ဒီကောင်ပြန်ရတာပါကွာ။အမေတို့ကဆိုတိုက်ပြီးယူရရရတာမဟုတ်ဘူး။အလကားကောင်ကတိုက်လည်းမတိုက်နိုင်ဘူးတိုက်လည်းယူရတာမဟုတ်ပဲနဲ့ပြောတယ်။အဲတစ်ဖက်ကလည်းကိုကန်ကဘယ်တော့မှဖိအားပေးထားလည်းမသိတာကွာ။ကိုကန်နောက်ဆုံးတရုတ်ကဖိအားပေးတာများတော့ဟိုကိုကန်လည်းနောက်ဆုံးလက်လျှော့ပေးလိုက်ရပါတယ်။ဒါမျိုးပြောကြတယ်။ရုတ်တရက်ကြီးရင်တော့ဟုတ်တယ်လို့ပဲ။ဒါပေမဲ့ ရန်လုံးပြဟုတ်မနေဘူးဒါပေမဲ့စဉ်းစားစရာအကောင်းဆုံးအချက်ကတော့တရုတ်ကိုယ်တိုင်လာပြီးတော့ဟဲ့အောင်မင်းကဒီမှာပြန်ချမင်းတို့ကောင်းကြီးကဘေးဖက်မင်းတို့ကဘယ်လိုလုပ်ဆိုအမဲတရုတ်ကလာပြီးတော့လာရှုမှာသူ့စိတ်ကြိုက်လာပြီးတော့စီမံခံခွဲပြီးတော့အကြည့်အောင်ပမာနေငွေကောင်းအောင်ပမာနေဆိုစီမံခံခွဲတာကြီးကကြာတော့အဲ့ဒါမင်းပါအတော့မကြတာမင်းပါတော့မကြဘူးဟောမင်းပါတော့မကြလို့ပြည်သူတွေအကုန်လုံးအခုလိုဘဝတွေရောက်နေကြတာရင်းနေတော့မကောင်းဘူးရင်းနေတော့မကောင်းဘူးကုညီလာလို့ တစ်ဖက်ကပြောရင်ရတာပေါ့အာတေဝက်ကူညီတာပဲယေရှုတင်ရမှာပေါ့လို့ဟိုကြောက်ကျင့်ဆိုတဲ့မျိုးသမီးဒေါ်စောကြည်ပြောသလိုမျိုးကျွန်တော်ကယေရှုတင်ပြီးလက်အုပ်ကြည့်ပြီးတော့ယေရှုတင်ယေရှုတင်မှာဆိုဥတော်ခိုက်ရမလားအဲ့လိုကြတော့လေခင်ဗျားစဉ်းစားကြည့်ဗျာကူညီတာနဲ့မတူပါဘူးကူညီတာနဲ့ကူညီတာလို့ကျွန်တော်တို့ကျွန်တော်တို့မခံစားမိဘူးဒါကူညီတာလို့မခံစားမိဘူးဒါကတိုက်ရိုက်ကြီးကိုပေါ်တင်းကြီးကိုကျွန်တော်တို့နိုင်ငံရဲ့အုပ်ချုပ်ရေးရန်တရားကိုလာပြီးတော့နေရာချနေတာမင်းကပမာနေအကြီးအောင်ပမာနေအငယ်အောင်ပမာနေအလက်အောင်ပမာဘာလို့စသဖြင့်နေရာချနေရဆိုတာက သူနဲ့အဲ့ဒီအဖွဲ့အစည်းအကုန်လုံး ਨੇ ဘလောက်တောင်ပတ်သက်ထားလဲဆိုရင်မေးခွန်းမယ်ကျွန်တော်တရုတ်ပြည်ရဲ့ယူနန်ပြည်နယ်တွေကဒေသတခုကသဘုံထားလို့ရှိရင်နော်ဟိုသဘုံထားဘူးတယ်နော်သဘုံထားဘူးတယ်ယူနန်ပြည်နယ်မှာသဘုံထားဘူးတယ်အဲသဘုံထားဘူးတော့အဲ့ဒါမျိုးကျွန်တော်မြန်မာကလက်ခံပြီးတော့ဒါတို့နေရာကိုပြန်သွားပြီးတော့နေနေချပြီးတရုတ်လက်ခံပါလားဆိုရင်မေးခွန်းအဲကျွန်တော်ကကူညီတယ်လို့ပြောရင်တော့ကျေးဇူးတော်တင်ခံမခံနိုင်ဘူးဘာလို့ကျေးဇူးတင်စရာအကြောင်းမရှိဘူးဘာလို့ तू စခဲ့တဲ့မိ तू မွေးခဲ့တဲ့မိကို तू ပဲငြင်းပေးရမှာ तू မွေးထားတဲ့ तू မွေးခဲ့တဲ့မိမလို့ तू ငြင်းပေးတာကို ေသူတွေတောင်မရှိဘူးဂျုံတခဲလုံးယူသွားခဲ့တာကိုခုမှပေါပေါလေးတစ်ချက်လာပြီးတော့ကျွန်တော်တို့ကလောက်ချီရလောက်တော့ကျွန်တော်တို့အဲ့လောက်မအားဘူးပြတ်တမိုင်းတမိုင်းကိုအဲ့လောက်ကျွန်တော်တို့မကြည်မညက်ရှိနေရမှုချင်းချင်းချင်းနဲ့ကျွန်တော်နားလည်ထားတယ်เนาะအဲ့တော့ပြောရလဲပြောရင်တော့ဟိုတရုတ်တွေပြန်လုပ်ပေးရတယ်မှတ်ပါတယ်သူတို့လုပ်ကိုလုပ်ပေးမယ်တရုတ်ကိုယ်တိုင်လည်းတရုတ်လုပ်ငန်းရှင်တွေတရုတ်ဟိုဖွဲ့စည်းကိုယ်တိုင်ဟိုလာချိုးပြန်ဝင်နေကြပြီဝင်လာနေပြီသူတို့ရမယ်အမြင်တွေရှိလို့သူတို့ရမယ်အကျိုးတွေရှိလို့ပြန်ဝင်နေပြီလို့ကြားတယ်ဆိုတော့အုတ်ချိုရန်တရားကတော့နားစားကအုတ်ချိုရန်တရားဒါပေမဲ့အဲ့ဒီအုတ်ချိုရန်တရားကြီးလေပတ်ဖို့အတွက်တရုတ်ကရန်တို့ပြည်နီးပါးလာအကူအညီပေးနေရတယ်ဆိုတော့ ရင်နဲ့တော့အောင်တော့မကောင်းဘူးဗျာနောက်တစ်ခုကတခုတော့စိုးတဲ့အကောင်ပြောရင်တော့စစ်မတိုက်ရတဲ့အတွက်စစ်မတိုက်ရတဲ့အတွက်တော့လူသက်တွေမသိရတော့ဝမ်းသာပါတယ်ဒါလေးကိုဝမ်းသာပါတယ်နောက်လာရှိုးကနေပြီးတော့ကိုကန်နေပြန်ဆုတ်ရင်ဘယ်ကြီးဆုတ်မှလဲဆိုတော့မေကွန်လူတွေမှာရှိတယ်ကျွန်တော်တို့ခံမှန်းချက်နဲ့သိရှိရတဲ့ information နဲ့ပေါင်းပြီးခံမှန်းမယ်ဆိုရင်အခုလောဆယ်တိန်းနေတိတို့ပြန်ဆုတ်မယ်ချိန်တစ်ခုရောက်ရင်ကိုကန်ကိုပဲအုပ်ချုပ်ခွင့်ရဒီသားတိအဆုံးထိပြန်ဆုတ်နေမယ်လို့ကျွန်တော်မြင်ရတယ်ဘာလို့ဆိုတော့တိန်း sorry foundation ကိုယ်တိုင်ကသူတို့ရဲ့ဒီကိုကန်ကိုကိုပဲအုပ်ချုပ်ခွင့်ရဒီသားမှာရှိတဲ့အာဇာနီကုန်းမှာ သူကိုယ်တိုင်ပြီးခဲ့တဲ့ဧပြီလ9ရက်ကလာပြီးတော့9ရက်နားပတ်လဲတော့ကလာပြီးတော့သူကိုယ်တိုင်အာသာရီကိုမှလာကာရပြူရဲလုတ်သွားတယ်ဖုန်တာရှစ်ကိုလည်းထွက်လာတယ်အဲ့ဒါပါလဲဆိုဖုန်တာရှစ်ကိုယ်တိုင်ကအဲ့ဒါထွက်လာပြီးလုတ်ကလေးက NASA ကနဲ့ဖုန်တာရှစ်ကြားမှာသဘောတူညီမှုတစ်ခုရပြီးသွားပြီအားလုံးပဲဒီဗီဒီယိုမှာတွေ့ရမယ့်အကြောင်းအရာလေးကတော့22ရက်နေ့မှာငလင်လုံမယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ပြည်သူတွေကပြည်သူတူကနေပြီးတော့ဘာတွေဝေဖန်ထောက်ပြထားလဲဆိုတာကိုပြန်လည်းမျှဝေပြီးလည်းရင်ဖြစ်ပါတယ်။အဲကြောင့်22ရက်နေ့မှာမှမဟုတ်ပါဘူး။ဘယ်နေ့မှမဆိုငလင်လုံနေတဲ့အထားရှိတဲ့အတွက်အားလုံးပဲဥတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ နေ့လုံမယ်ဆိုတာကတော့ဘယ်သူမှမသိနိုင်တဲ့အရာတစ်ခုဖြစ်ပါလေခု21ရက်နေ့မှာငလျင်အကြီးလုံမယ်ဟောငလျင်ကြီးလုံမယ်ပေါ့အင်းအဲ့တော့မင်းဒီကိစ္စတွေကအခုမှတိုတင်ခန့်မှန်းတာအဲ့တော့မင်းဒီငလျင်မလုံခင်တော့ကမင်းတစ်တော့ကြည့်ဘူးလားကြည့်ဘူးလေကြည့်ဘူးလေအဲ့တော့ဒီငလျင်မလုံခင်တော့ကဒီငလျင်လာပါမယ်လို့ဘယ်သူတင်ဘူးတော့ဘယ်သူမှတင်ဘူးဘယ်သူမှမတင်ဘူးအဲ့တော့ကမ္ဘာပေါ်မှာဘယ်နိုင်ငံငလျင်အများဆုံးအကြီးကျယ်လှုပ်ဘူးလဲဂျပန်ဂျပန်ဒီလို စက်မှုတိတ်ပံထွန်ကားတဲ့နေရာမှာအသိပညာအတတ်ပညာထွန်ကားတဲ့နေရာမှာဘယ်နိုင်ငံရှိတော့ကမ္ဘာပေါ်မှာဂျပန်ဂျပန်ပဲအဲ့တော့ဂျပန်မှာနေမကြခဏလှုပ်နေတာဂျပန်လိုနိုင်ငံတော်မသိတာဟုတ်မင်းအခုကမှဒီငလင်းလှုပ်ပြီးကမှနော်ဘာလီလာတော့ဆိုလို့ချင်းငလင်းလှုပ်ပြီးကမှအခု20တရက်နေ့ငလင်းလှုပ်မယ်ဆိုနော်ဒါဒီကြူပြီးတော့ဟောကင်းတွေထုတ်နေရဲအခုဆိုရင်မင်းတစ်တော့ပေါ်မှာဘာကြီးအများကြီးတွေ့အောင်မလို့ခေါင်းပေါင်းနေရဲယောဂီရောင်နေရဲဝေဒင်စရာတွေရဲ နော်ဟိုဟိုဗီရင်ဆရာတော့အခုဟိုဘာတော့ဟောပြောနေတဲ့အကြမ်းမြင့်ဆရာကြီးရောအခုလို့ကင်းကလီကြီးပဲဒီဘယ်နေ့လှုပ်တော့မှာဘယ်ဟူလာတော့မှာရက်ဆွဲလည်းမပါဘူးဒိတ်လည်းမပါဘူးလိုက်ပြီးတော့ကင်းကလီကိုဘယ်နိုင်ငံကမ္ဘာပေါ်မှာဂျပန်လိုနိုင်ငံတော်မှဟိုမခန့်မှန်းနိုင်တဲ့ဟာကိုဒီဟာကိုမင်းအခုဒီ၂၁ရက်လှုပ်မယ်အခုပြည်သူကဒါတွေကိုလေ့ကျင်နေအများကြားပြီးတော့ကြောက်လန့်တုန်လှုပ်နေအခုပြခဲ့တဲ့၂၈ရက်နေရာကလည်းအမတန်ပြင်းထန်တာလေ တခါမှမဖြစ်ဘူးပြဖြစ်ကုန်တော့လူကြီးကမင်းတားတုံလို့ဒါကြီးကမင်းလိုင်းပေါ်မှာလိုက်ရင်ရှဲဖော်လို့ဟာရဖို့ရို့မင်းဒါလူကြီးမင်းခြောက်လန့်မှုပြီးပေးနေတယ်ငါရာတွင်မင်းငါရာတို့ရဆိုမင်းအဲ့ဒီကောင်ကြီးမင်းသတင်းမတိကြဘူးမင်းခြောက်လန့်မှုခြောက်လန့်မှုပေးတယ်ဆိုမင်းမတော်မတော်မတရားပို့တွေမှားရနေပို့တွေငါတို့တပ်ဖမ်းပြန်မှာမင်းအပြည့်သူတွေဒုက္ခရောက်နေတယ်မဟုတ်တာဒီခြောက်တင်းမနေနဲ့နော် နားတော့ထောင်လာလိုက်ဖြစ်လာမှာပဲဖြစ်လာရဲ့အလျောက်ပဲမလီရင်ဆိုတာဘယ်သူမှတွေ့တင်ခံမှန်းလို့မရဘူးအဲ့တော့ပြည်သူတအားကြောက်နေတယ်ပြည်သူတွေတင်းကြောက်နေဖြစ်လာမှာဖြစ်လာရဲ့အလျောက်သွားမယ်ဟဲ့လားသူမသိရအရာကိုလူတွေခြောက်လန့်ပြီးတော့တော်ကြံနေကြရင်ဟာဘကူဘကူဝင်ထိုက်တိုက်ဝင်မှာဟာရန်ကုန်ထိုက်တိုက်ဝင်မှာတောင်ဦးထိုက်တိုက်ဝင်မှာဒါဒီခြောက်လန့်နေမင်းတို့မှာတားတွေတမီးတွေညီးတွေဆွေစဉ်မျိုးသက်မိသားစုအုပ်စုတွေမရှိဘူးလားချိမင်းတို့မိသားစုတွေပဲပုံစားပြမှာမင်းတို့ပြည်သူကိုမလန့်ညံ့နဲ့ ဟုတ်လားဟုတ်တယ်အဲ့တော့အောက်ကလူတိုင်းမှုရနမ်းပြီးတော့အောက်ကကောင်လိန်တာပေါ့အောက်ကကောင်အလုံးမလုပ်ဘူးအဲ့တော့ကျွန်တော်တို့ကအမြဲတမ်းပြောတာဘတူကိုအပြစ်ပြောလို့ပြောရမယ်မသိဘူးနော်နင်းနင်းနဲ့ PDF ခိတ်နဲ့ဒီတက်ခိတ်နဲ့อ่ะအဲ့တော့ကျွန်တော်ဟိုနေ့ကပြောသလိုပေါ့လက်နက်တွေအားလုံးကင်ဆောင်ထားပြီးတော့မှပြည်သူ့ကိုကာကွယ်ရေးမပေးနိုင်ဘူးလားနော်ပြည်သူ့လုံခြုံရေးမလုပ်ပေးနိုင်ဘူးလားဒိုသည်မဟုတ်ရင်ကျွန်တော်ပြောချင်တာကလက်နက်ကင်ထားတဲ့ကောင်တွေအကုန်လုံးอ่ะ ခမတို့လက်နဲ့ကင်နဲ့လူတွေယူလို့ပဲလက်နဲ့မကင်တဲ့လူတွေကကြောက်နေရမှာလားဟဲ့အားလုံးပဲဒါကတော့ဘုံမာရီဘဝကတော့ဒီနေရာတော့တော့မလုံးကြုံတော့ဘူးဆိုတာကိုသိနေတဲ့အတွက်ပောက်ကွေးနေကြတာဖြစ်ပါတယ်မင်းအောင်လိုက်အနေနဲ့ကတော့သူ့ရဲ့ဘုံမာစကွေးကြောက်တိုင်တီကိုကာကွယ်ဖို့နေသားသူ့ဟာသူ့တော်မနဲ့ကာကွယ်နေရတဲ့ခြေနေကိုရောက်နေတာဖြစ်ပါတယ်ကျွန်တော်ပြောပြမယ်ကျွန်တော်တိုင်းပြည်အနေထားကျွန်တော်တို့ကမတော်ကာကွယ်ဦးကြီးချုပ်နော်နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ ကျွန်တော်အချို့အချာအာနာပိုင်နေဆိုတာကကျွန်တော်အခုစကိုင်းဘက်ကိုသွားကြည့်လိုက်နော်စကိုင်းဘက်ကိုသွားကြည့်လိုက်อืมစကိုင်းဘက်ကိုသွားကြည့်ရင်တက်မတော်သားတယောက်အနေနဲ့တော့မပြောနဲ့ကျွန်တော်တို့လို့တိုင်းပြည်ကောင်းဖို့နိုင်ငံကောင်းဖို့တို့စစ်ခွေးဘောမာတွေလို့ပြောပါကွာလူမျိုးတွေကျွန်တော်တို့တိုင်းပြည်နိုင်ငံလူမျိုးအေးချမ်းသာနေတိုင်းချင်းတဲ့လူတွေကိုဒီလိုပြောပေးနေတဲ့လူတွေနော်အချို့အချာအာနာတည်တဲ့ခိုင်မြေကြီးဆိုတာကနည်းနည်းတော့လွဲနေတယ်နော်အဲ့တစ်ချက် အဲ့တချက်နံပါတ်1ချက်နည်းနည်းလွဲနေတယ်ဒါစကိုင်းဘက်စကိုင်းဘက်ပေါ့နော်စကိုင်းဘက်ကိုလွဲနေတယ်ဆိုရင်စကိုင်းတိုင်းတိုင်းမူကြီးနော်ဒေတာ26ကနော်ဘုဂျုတ်ဘုဂျုတ်မျိုးမင်းထွေးပေါ့နော်ဘုဂျုတ်တန်းနေဆိုကတော့ဟိုမှာဟိုပုံးမှာចောင်းဝကြီးအဲ့တော့ဒါတခုဒါဒီတကန့်ကိုအရင်ပြောပြပေးမယ်တကယ်လို့တိုင်းမူကြီးတို့ကိုတိုင်းမူလို့အောက်ကလူတွေကလိန်နေတယ်နော်အဲ့ကြရင်ကျွန်တော်ကပြောတော့ကျွန်တော်ကမကောင်းပါဘူးလို့ ာကျွန်တော်ကတွေးခွဲပါတယ်လို့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကလိန်နေတဲ့အောင်လိန်နေတဲ့အကြောင်းအရာကိုပဲကျွန်တော်တို့ကပြောရမှာနော်ဟိုအဘားတို့ကတော့ဗိုလ်ချုပ်တို့ကတော့ကိုယ်စစ်သားကိုယုံတော့ဟဲ့အောင်အဲ့နေရာမှာ PDF တွေရှိတယ်ဆိုတော့ဟုတ်လားလို့မေးအောက်ကယူအောင်ဘူးလောက်ပေါ့နော်စစ်ကြောင်းဘူးလောက်ကမရှိပါဘူးအဘားလိုပဲဖြေမှာမရှိပါဘူးအဘားလိုဖြေရင်မရှိပါဘူးဗိုလ်ချုပ်ခဏလိုဖြေရင်အဘားလိုဗိုလ်ချုပ်တို့ယုံနေတယ်ဆိုရင်ဗိုလ်ချုပ်တို့မှားလိမ့်မယ်နော်စကိုင်းတိုင်းကိုတာဝန်ယူထားတဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်တိုင်းဘုရားဘုရားမျိုးမင်းတို့မှားနိုင်မယ်အဲ့ဒါတွေကနော်မြေပြင်မှာတကယ်သွားနေတဲ့လူတွေကဒါကြောင့်မလို့ကျွန်တော်တို့ကပြောတာကျွန်တော်တို့မှာသတင်းတွေရှိတယ်နော်ကျွန်တော်တို့တော်တော်လမ်းပုံးဆက်သေးတယ်အာဒီကာကာကာစီအောင်ဘုန်းကြီးကောက်ဖမ်းလိုက်တာအဲ့ဒါကျွန်တော်သတင်းလို့ကျွန်တော်နာဘောက်ကနာဘောက်မှာကြာနေတဲ့ရင်ဒိန်းနာဘောက်ရဲ့စကိုင်းတရားဘုံမှာကြာနေတဲ့တက်ချက်ကြီးအရာရှိကနော်အိမ်ပြန်သွားလို့ဆိုလားဘာလားမသိဘူးကျွန်တော်သတင်းတွေပေးပြီးတော့ဖမ်းခိုင်းတာပရမတ်တရားမှာဖမ်းလို့မရလို့ပြန်သွားလို့နော် ပြန်သွားပြီးတော့မှနောက်နေ့မှာခရမ်းညီတီတောင်းတွေတင်လာပြီးတော့မှလူရော PDF အားပေးရောသူ့ညီတွေအကုန်လုံး PDF အတိုင်းဝိုင်းတွေအဲ့ဒါဖန်ခိုင်းတာအဲ့ဒါကျွန်တော်ဒီလားအားလုံးပဲဆိုဘုန်းကြီးကတော့ PDF တွေဖန်ခိုင်းတာသူပါဆိုပြီးတော့ဗီဒီယိုနဲ့တကဝန်ခံနေတာကိုတွေ့နေရပါတယ်နော်ဒါတော့ကြီးကြီးအပြင်တော်လန်ပြည်သူတွေအနေနဲ့ကတော့ဇော်ဘုန်းကြီးကဘာလို့ဒီတိုင်းထားလဲဆိုမေးထားတယ်မေးခွန်းတွေလည်းများနေရောက်တွေ့ရပါတယ်အဲ့ဒီမေးခွန်းတွေကိုဖြေရမယ်သူတွေကတော့တော်လိုင်းရဲဘော်တွေပဲဖြစ်ပါတယ်တော်လိုင်းရဲဘော်တွေအနေနဲ့ဇော်ဖုံးကြီးကိုအာယုမဆိုင်နိုင်သေးတဲ့အနေအထားတစ်ခုကိုလည်းတွေ့နေရပါတယ်